တော်လိုင်းအမှုပညာရှင်အစတော်သို့တင်စားခဲ့ကြရည်ဖြည်းဖြည်းကျော်သိရဲ့လုံးဝဝတ်ထင်မှမထားတဲ့ကိစ္စတွေပေါ်လာခဲ့တဲ့အတွက်တနိုင်းကလုံးဝလိုက်ခဲ့ရပါပြီအခုချိန်မှာတော့အလုံးလေးပြထားကြရည်အတိုင်းပါပဲအစတော်လောကမှာလည်းတတော်လေးကိုဒါကိစ္စတွေကဖြစ်နေတာပေါ့နော်ပထမတယောက်ကပူပူနော်ပူပူဟာစင်ကာပူနဲ့ကိုရီးယားမှာတချင်းနေသွားဆိုရယ်ပါဆိုရယ်ဆိုင်တွေကလည်းစကောင်စီရေဖို့ချုပ်ပြီးဖွင့်ထားတဲ့ဆိုင်ဖြစ်နေတယ်ဒီတက်ကကျတော့ပူပူကငလင်းလာလို့နော်ပွဲတွေမဆူတော့ဘူး စင်ကာပူကပွဲကိုလည်းသူ့အနေနဲ့ဖျက်သိမ်းလိုက်ပါပြီလို့ကြေညာခဲ့ပေမဲ့ရက်ရွှေပြီးတော့ခိုးပြီးတော့ဆူသွားတယ်။ဒီတကကြတော့ကျွန်တော်ကိုရီးယားမှလည်းအဲ့ဒီတိုင်းပါပဲ။ဒါကြောင့်မလို့ပူပူဟာတနိုင်ကလုံးရဲ့ဆဲဆူချင်းကိုခံနေရပါပူပူဟာစာနာပြပွဲတွေမှာပါဝင်ခဲ့ပြီးထောင်ခဏကြားခဲ့ပါတယ်။နောက်ပိုင်းမှာတော့စကုံစီနဲ့ပူပေါင်းပြီးခုလိုမျိုးအလုပ်တွေလုပ်နေတာဖြစ်တဲ့အတွက်တနိုင်ကလုံးကချင်းပဲဖြစ်ပြန်လည်တတ်မှတ်ခဲ့ကြရီ။အခုတော့ဖြူဖြူကြောသိန်းအလှည့်လာပြီ။ဖြူဖြူကြောသိန်းဟာအနာစသိန်းချင်းကနေစပြီးတော်လိုင်းရင်ဘက်မှာပါဝင်ခဲ့တယ်။ ူနေနဲ့သူတက်ရအမှုညာကနေပါဝင်ခဲ့ပြီးတော့ထောက်ပို့တွေလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့အခုဖြူဖြူကျော်သိန်းကအရင်နှစ်တွေကတော့ပေါ့နော်သူကသရှင်းဆိုရင်းကနေရလာတဲ့ပတ်စံတွေကိုဒါအကုန်လုံးလူတန်းတဲ့အကြောင်းအမြဲတမ်းပဲပြည်သူတွေကိုနော်ပြည်သူတွေကိုချပြလေးရှိတယ်ဒီနေ့မှာတော့သူကဂျပန်နဲ့ကိုရီးယားထာဝါကနေသူ့အနေနဲ့ဒါသိန်းပေါင်းသသောင်းနီးပါးရတယ်ပေါ့နော်အဲ့ဒါကိုဖြူဖြူကျော်သိန်းတို့ကနော် ဓာတုအနေနဲ့တချင်းဆိုတာကလေဒါကျွန်တော်တို့ထုတ်ပုကောင်းစင်နဲ့သွားဆိုတာကိုဟုတ်တယ်မလားတော်လိုင်းအတွက်ဆိုပြီးသွားဆိုတာဖြစ်တယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့အဲ့ဒီပတ်စံတွေအကုန်လုံးကိုဖြူချော်သိန်းတို့ကဒါစားထုတ်ဆိုင်တခုဝယ်လိုက်တယ်တဲ့နော်အာဂျန်ရဲ့ဒီသိန်း400နော်သိန်း400ကိုပဲသူတို့အနေနဲ့ထုတ်ပုမှာအသုံးပြလိုက်တဲ့အကြောင်းကိုဒီဝင်ချပြထားတာတွေ့ရတယ်ဆိုတော့သိန်းထောင်ကြီးတောင်းကြီးနော်ဒါကျွန်တော်တို့အကုန်လုံးကလေတော်လိုင်းကိုအားပေးတဲ့သူတွေကနော်ဒါကျွန်တော်တို့ အဲ့ဒီတချင်းစုပွဲမှာဗျာဝင်ကြွေးကဒေါ်လာအဝင်ကြွေးကဒေါ်လာတရားဆိုရင်တော့တချို့က900ထဲတဲ့လူရှိတယ်။အဲ့လိုမျိုးအလုံးလိုက်အရင်လိုက်ကိုပါဝင်ကြတာဗျာ။ဆိုတော့ထဲတဲ့သူတွေကသိမ်းပြီပေါ့။ဖြူကျော်သိန်းတို့ကသိန်း400ပဲထူတယ်ဆိုတော့သိန်း400ဆိုတာကကျွန်တော်တို့နော်ဘလောက်မှမရှိဘူးလေနော်။ဒေါ်လာ1000လောက်ပဲရှိတယ်ဆိုတော့ဟိုတတော်လေးကိုသိမ်းနေကြပြီဖြစ်တယ်။အခုလိုမျိုးဖြူကျော်သိန်းရဲ့နော်ဒေါ်လာရင်ပန်းပြပြီးတော့ဒါသိန်းမုံထောင်ကြီးနေစားစုပ်ဆိုင်တခုဝယ်လိုက်တဲ့ကိစ္စကိုတိုင်းကလုံးဝပြည်သက်တကတော့ဆဲဆူနေကြပြီလေဖြစ်ပါရယ်ဗျာ။